အိမ်မက်ထဲမှချစ်သူရှိရှိအခါကရွာတရွာဤလမ်းဘေးနားတွင်ကြာကြီးတကောင်သည်အနာတရားဖြစ်ခါညှဉ်းညွတ်နေလေ၏ထို့စဉ်တွင်ကြောင်သားလူရဲတဦးသည်လမ်းဘေးမှဖြတ်တန်းသွားရာညှီးတွားနေသောကြာကြီးကိုတွေ့ရလေ၏ကြောင်သားသည်ကြာကြီးနှီးသို့ကပ်သွားကမရေတရေဖြင့်ကြာကြီးဘာဖြစ်လို့ညှီးနေရလဲအနာတရားဖြစ်နေသလားဟုမေး၏ထို့အခါကြာကြီးသည် မျက်လုံးထဲတွင်မျက်ရည်များပြည့်စုံရဲ့ပါးစပ်ကိုဟကာအထဲမှနာကျင်နေသောအမှုရာဖြင့်ကြောင်းသားအပြလိဤကြောင်းသားကကြည့်ပြရစီကြားကြည့်ရဲ့ကျွန်ုပ်ကူညီနိုင်ကူပါမယ်ဟုပြော၏သူသည်ကြားကြည့်ပါးစပ်ထဲသို့ချောင်းကြည့်လိုက်ရာလေကြောင်းထဲ၌ခြုံထက်သောအယိုးတဆစူးဝင်နေသည်ကိုတွေ့ရ၏ကြောင်းသားက"အိုးကနားစရာကြားကြည့်ရဲ့လေကြောင်းထဲမှာအယိုးဆစူးနေရပဲကျွန်ုပ်ဆွဲထုတ်လိုက်ပါမယ်" အလွယ်လေးပါအယိုးစားထွက်သွားရင်အနာတက်တာသွားပါလိမ့်မယ်ဟုပြော၏ထို့နောက်ចောင်းသားသည်ကြာကြီးပစက်ထင်မှအယိုးစားကို လက်ဖြင့်မြင်သာစွာဆွဲထုတ်လိုက်လေ၏ကြာကြီးသည်အနာတက်တာရရ၍ចောင်းသား၏လက်ကိုရှာဖြင့်ရက်ပြီးကျေးဇူးတင်သည့်သဘောဖြင့်သူမျက်နှာကိုမျက်ရည်များဖြင့်မော့ကြည့်နေ၏ဤသို့မော့ကြည့်နေသည့်သဘောမှာမင်းကိုကျေးဇူးတင်ပါတယ်မင်းရဲ့ကျင်နာမှုကိုလည်းလေးစားပါတယ်ဟု ပြောနေတကယ်သူဖြစ်၏ထို့နောက်ကြားကြည့်သည်ចန်သာအားအကျဉ်းကျဉ်းဥညွတ်လျက်သူနေထိုင်ရာတောစီသို့ပြန်သွားလေ၏ဤသို့ပြန်သွားစဉ်ចန်သာအားနောက်သို့မကြမကြလှည့်ကြည့်၍သွားလေ၏ထို့နေ့ညတွင်ចောင်းသားသည် အိပ်ပျော်နေစဉ်ထူဆန်းသောအိမ်မက်မက်လေ၏သူတခါမှမမြင်မှုသောမိမလှမိမချော်လေးတယောက်သည် သူ့အိမ်မက်ထဲတွင်ပေါ်လာ၍သူ့အားကျွတ်ဟာဒီနေ့သင်ကယ်လိုက်တဲ့ကြားဖြစ်ပါတယ်သင်ကျေးဇူးတင်ပါတယ်ဒီလိုသင်ကယ်လိုက်လို့ငါခံစားနေရတဲ့ဝေဒနာတွေအလုံးတက်တာသွားပါတယ်ဒီနေ့နေ့မှသင်ကျေးဇူးကိုပေးဆက်ပါမယ်ဟုပြောကမိမချောလေးမှပျောက်ွယ်သွားလေ၏အချိန်မှနှစ်ပေါင်းများစွာ ကုန်လွန်ခဲ့လေပြီ။ကြားကိုကြဲခဲ့သောចောင်းသားမှလည်းနေပြည်တော်သို့ အတန်းတင်စာမေးပွဲတွက်ဖြစ်ရင်အဆင်သင့်ဖြစ်နေလိမ့်မည်။ကျောင်းသားသည် နေပြည်တော်သို့မြင်းစည်း၍သွားနေစဉ်စဉ်းစားနေမိ၏။သူသည်ယခုဖြစ်စွာမည်စာမေးပွဲများကိုအောင်ပြီးတနေ့တွင် နိုင်ငံဝန်ထမ်းရာရှိကြီးဖြစ် ကြီးပွားချမ်းသာလာကထင်ပေါ်ကျော်ကြားလာမည်ဟုစိတ်ကူးယဉ်မိလိမ့်၏။အမှန်ဆိုရသောနိုင်ငံတနိုင်ငံလုံးမှမြောက်များစွာသောကျောင်းသားများသည်စာမေးပွဲကိုလာရောက်ဖြည့်ဆို့ကြ၏။ သို့သောဝင်ရောက်ဖြစ်ဆိုသူများဖို့စာမျက်ပွဲအောင်ရမှာအခက်အခဲဆုံးဖြစ်လေ၏။ចောင်းသားသည်ခက်ခဲသောစာမျက်ပွဲကိုအောင်မြင်ရန်ဆုတောင်းသည်။သို့သောဆုတောင်းတိုင်းပြည့်မလာပဲစာမျက်ပွဲကျရှုံးခဲ့လေသည်။စာမျက်ပွဲရှုံးသည့်ចောင်းသားများသည်သူရှိနိုင်သူနဲ့တည်းရှိလေသည်။ចောင်းသားသည်အလွန်စိတ်ပြတ်မိလေ၏။သူကိုယ်သူလည်းညှင်းညူနေမိ၏။ ငါလွန်ဝေးလန်တဲ့ခင်းရှိကိုဖျက်ကမြို့ကိုလာပြီးဆာမေးပွဲဖြစ်ရတာဆာမေးပွဲကြတယ်ဘာမှမကြက်နိုင်ဘူးအိမ်ပြတ်မယ်ဆာကိုဆက်စ조사မယ်နောက်နေ့ဆက်စ조사ဖြစ်မယ်ခုစိတ်ဆုံးဖြတ်ထားဤဤတို့ညင်ညူကစိတ်ကိုဆုံးဖြတ်ပြီးနောက်နောက်တနေ့တွင်အိမ်ပြန်ရန်ပြင်ဆင်လေတော့ဤထိုညတွင်ចောင်းသားသည်တပန့်အိတ်မက်လေဤ လှပ၍ထူးဆန်းသောမိန်းကလေးတူထက်မှန်ပေါ်ပေါက်လာပြီးစိတ်မပြတ်ဆန်းမနဲ့တွေ့ကြုံရတဲ့အခက်အခဲကိုရရဲ့ဝုန်းဝုန်းရင်ဆိုင်ပါလက်လျှော့ဖို့အချိန်မဟုတ်သေးပါဘူးမင်းကျေးစုကိုငါဆက်ရအောင်မယ်လုံခဲ့တဲ့နှစ်ပေါင်းများစွာမင်းကျေးစုတွေကိုအခုပေးဆက်တော်မယ်လက်ဖြန်ဆိုရင်ကြားရရင်တကောင်တွေ့ယူတွေ့တဲ့နဲ့မြို့ထဲကိုပြေးဝင်လာလိမ့်မယ်အဲ့ဒီကြားကကျုပ်ပါပဲကျုပ်ကိုပဲတနတ်သမားလေးသမားကမှမပြတ်တတ်နိုင်ဘူးအဲ့ဒီချိန်မှာဘယင်ကြီးက ချားကိုနိုင်သူကိုစုကြည့်ပေးလိုက်မယ်။အဲ့ဒီချိန်မှာတင်ကဒီချားကိုနှိမ်နှင်းဖို့ကြောင်းဝင်ယူလိုက်ပါ။တင်မချိန်ရွယ်ပဲချက်ကိုတနက်နဲ့ပြစ်လိုက်ပါ။ချက်ကိုအသေးချာထိမှန်ပါလိမ့်မယ်။ဟူပြောလေ၏။ချိုခါចောင်းသားသည်ထုံမင်းကလေးပြောဆိုသည်ကိုအလွန်ကြောက်လန့်တုံ့လှုပ်သွားကမလှုပ်ဘူးမလှုပ်ဘူးဒီလိုပြစ်ခတ်တဲ့လှုပ်ကိုကျုံမလှုပ်နိုင်ဘူး။တင်အသက်ကိုလည်းမသက်ချင်ဘူး။ဟူပြန်ပြော၏။ မိန်းကလေးပုံတရဟန်ဆောင်ထားတော့ကြာကတင့်ကြည့်လို့မပြောနဲ့ငါဟာအိုမင်းနေပြီမကြခင်တည်တော့မှာငါကြကြမနေရတော့ဘူးဒါကြောင့်တင့်ကျေစုကိုငါဆက်ရမယ်ဂျာငါဆန်တာပဲဘာမှပြောမနေနဲ့တော့ကြုတ်ပြောတာကိုတင်လို့ပါပြောပြန်ဤကျောင်းသားသည်ကြားပြောသောစကားကိုနားမထောင်ချေကျုပ်ဒီလုံမျိုးဘလို့လောရမှာလဲချင်းပေါ်ကြောကြားမှုအတွက်ဒီလိုတရေဖို့နိုင်တဲ့အမှုကိုကျုပ်မကျူးလွန်ခြင်းဟူပြန်ပြော၏ ရုတ်တရက်ဆိုသလိုမင်းကလေးသည်ဒေါသမီကြောက်လောင်လာတာတင်ဘာကြောင့်နားမလည်နိုင်တာလဲတင်ဒီလိုပြောနေတာငါကျေးဇူးဆက်မှာမြင်းဆန်တယ်လို့ဖြစ်နေတယ်ဘာမှမပြောနဲ့တော့ငါပြောတာပဲလုပ်ပါဒါနဲ့တခုပြောစရာရှိသေးတယ်မြို့ထဲမှာကြားဝင်လာလူလူတွေပေးချလွှားချနဲ့အနာတရားဖြစ်ကြလိမ့်မယ်ဟန်ဂရန်ဖျားချောင်းကိုသွားပြီးပဲငန့်ပြားကြီးတောင်းထားပါတန်ရာကိုပဲငန့်ပြားကြီးနဲ့ကုသပါပျောက်ပါလိမ့်မယ်ဟုပြောလေသည် မိန်းကလေးသည်သူ့ညွှန်ကြားထားသည်ကိုအကျိန်ပေါင်းများစွာထက်တလင်းလဲပြော၍ကျောင်းသား၏အိမ်မက်ထံမှမေးမိန်စွာပြောက်ွယ်သွားလေ၏ထို့သောအိမ်မက်ပြီးနောက်ကျောင်းသားသည်လည်းအိမ်ယာမှလက်နိုးလာလေ၏သူသည်ညကမက်ခဲ့သောအိမ်မက်ကိုလေးလေးနက်နက်စဉ်းစားနေမိ၏သူသည် မနက်မိုးလင်းမြီကိုစိတ်လှုပ်ရှားစွာစောင့်မျှော်နေ၏အမှန်ပင်မိန်းကလေးပြောသည့်အတိုင်းနက်နက်လင်းသောကြာရန်ကြီးတစ်ကောင်သည် လမ်းများကိုဖျက်လျက်မြို့တဲသို့သွေးယူသွေးတဲ့နှင့်ဝင်လာလေ၏တမြို့လုံးသည်ရုတ်ရုတ်တဲတဲဖြစ်သွားလေ၏ဘရင်ကြီးသည်ကြားကြီးကိုတက်ရန်လေးတီတော်များတနတ်သမားများကိုဆေလွှတ်လေသည်ထိုလေးတီတော်များတနတ်သမားများသည်ညီတို့ပင်တေးချာကြာနာစွာချိန်ရွယ်၍ဖြစ်တော်လဲထိုကြားကြီးကိုမထိမှန်ကြီးမြို့ရင်းရှိလူတို့သည်အလွန်ကြောက်ရွံ့ထိတ်လန့်လျက်ရှိ၏လူများစွာထိခိုက်အနာတရားဖြစ်လေ၏နောက်ဆုံးတွင်ဘရင်ကြီးသည် အမိန်ပြန်တန်းတရထုတ်ပြန်လိုက်လေ၏ထို့အမိန်မှာကြာကြီးကိုပြစ်တတ်နိုင်သူအားထိုက်ထိုက်တန်တန်ချီးမြှင့်မိနန်းတော်ရင်မြင့်မားသောရာထူးကိုချီးမြှင့်ပြီးဆန်အိတ်များစွာကိုလည်းချီးမြှင့်မိဟူ၍ဖြစ်သည်ကျောင်းသားသည်ထိုအမိန်ပြန်တန်းကိုကြားရ၍အလွန်အံ့ဩနေ၏။နန်းတော်တွင်ယာဒူးနှင့်ဆန်အိတ်ပေါင်းများစွာရမည်။ဆန်အိတ်များသည်အရာဒဏ်နှင့်အမှုဒဏ်များအဖို့စားရန်လုံလောက်ပေမည်။ 从小长大的，弄给到人家一万个买压力。长大的，别人即使买到文雅不妙的，下面子，真打有大有小，有大把迷糊小点的。别人的手段，你到家去，你那样在长大啊，张文别人的帮助来了。长大的，大搞下言累累到哪的，奶奶多让里到家几事呀。 မြို့တော်ဤလမ်းမကြီးသို့သွားလေ၏။ကျောင်းသားသည်ကြားကြီးကိုမချိန်ရွယ်ဘဲလေးဖြင့်တစ်ချက်ပြစ်လိုက်လေ၏။တမျိုးလုံးမှလည်းအော်အော်တောင်းတင်းဖြစ်ကလူတွေပြေးလွှားနေကြ၏။ထိုအချိန်တွင်ကြားရိုင်းကြီးမှလဲကျ၍တေဆုံးသွားလေတော်၏။သူနေမှပင်ကျောင်းသားအားနန်းတော်တွင်မှုမဲ့ရာသူကိုချီးမြှင့်၏။ဆိုင်အိမ်များကိုလည်းစုအဖြစ်ချီးမြှင့်လေ၏။ ကျောင်းသားသည်ဟန်ဂရန်ဘုရားကျောင်းကိုသွား၍ပဲငံပြာရေးယူရန်မမေ့လျော့ပေ။လူများနာတရားဖြစ်တော်ထံရများကိုပဲငံပြာရေးဖြင့်ကုသလေ၏။လူတို့၏ထံရများမှာလျင်မြန်စွာပြောက်ကင်းသောကြောင့်သူ၏တည်င်းသည်တတိုင်းပြည်လုံးကြော်ကြားသွားလေ၏။အိနီးယားတွင်ပုံပြင်သည့်အဆုံးမသက်သေးပေ။သူကြော်ကြားလာသောမူမတ်ကြီးအတွက်မူမတ်ကတော်လိုပေသေးသည်။သူမူမတ်ကတော်သည်အခြားသူမဟုတ်ပေ။ ကျောင်းသား၏အိမ်မက်ထဲမှ ကြားရောင်ဆောင်ထားသောမင်းမချော်လေးအိမ်မက်ထဲမှချစ်သူပင်ဖြစ်လေသည် သူတို့ဇနီးမောင်နှံသည်တေတပံတက်တဆုံပျော်ရွှင်ချမ်းမြေ့စွာပေါင်းတင်နေထိုင်ကြလေတော့တည်းဘာသာပြန်ဆိုသူမင်းသူဟိန်ပညာအရှုတင်ဆက်သူစိတ်မများစေ။ 今，前，六一七被哪些墓在 SS 雷达码接收电视外线？